ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။နာပြိညာ channel ကနေပရိသတ်များအားလုံးကိုပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတင်ဆက်ပေးမယ့်ဇလံလေးကတော့မင်္ဂလီတယောက်အတွက်ညီအရင်ကိုတတ်ခဲတဲ့အကူဆိုတဲ့တဲထိတ်ရင်ဖို့တရိတန်ဝေကရပွဲဖြည့်ရမှန်ဇလံကောင်းလေးကိုလည်းခံစားနားဆင်အားပေးကြပါဦးရှင်။အဲ့ဒါပေါ့ညီအရင်ကိုမိမတယောက်အတွက်နဲ့တတ်လိုက်တဲ့အကူဆိုတာလေ။ ဖះရေရက်ဆက်လိုက်တာမိဘတွေမရှိကြတော့ဘူးလားအဖေကမရှိတော့ဘူးအမေနဲ့နေတာလေအင်းလေအမေဆိုတော့သားစိုးကိုဘယ်နိုင်မှမလဲတရားသူကြီးကဘာဖြစ်လို့တက်လိုက်တာလဲလို့မေးရတော့မှဘလူးစိတ်ဝင်သွားလို့တက်လိုက်တာတယ်လေရုပ်ကလေးကတနာကမနဲ့မထင်ရဘူးနော်อืมတန်ခဲ့တဲ့မအေးအဖေကလေရင်နာစရာကောင်းလိုက်တာ သားတယောက်ကသေးသားတယောက်ကထောင်ကြနဲ့ယူမသွားတာကံကောင်းဝင် ယူမယူတော့မသိဘူးလောလောဆယ်တော့စေးရုံမှာတတိကပုံမှန်မဟုတ်ဘူးတဲ့နတ်ထိတ်တန်လန်းနဲ့ပါသွားတဲ့မောင်ကိုကျမမကြည့်ရစွာနဲ့မျက်လုံးတွေမှိတ်ချလိုက်တဲ့မောင်ရဲ့ခြေလန်းတွေကိုစိတ်ထဲကရေထွက်နေစင်မှာပဲတရင်အပေးယူလုံနေတဲ့အတန်ကိုကြားရတော့မျက်လုံးတွေပြန်ဖွင့်မိတယ်အထင်သေးရှုံချတဲ့မျက်လုံးတွေကမောင်ရဲ့ကြောပြင်နောက်ကိုဟင့်အင်းကျမရဲ့မောင်ကအဲ့ဒီလိုစိုးတွမ်းတဲ့လူမဟုတ်ဘူးဝေးကွာသွားတဲ့မောင်ရဲ့ကြောပြင်ကိုကြည့်ရင် ောက်ကပြေးလိုက်သွားပြီးမောင်ကိုဖတ်တွေခေါ်ထားလိုက်ခြင်းနဲ့မောင်ကျမစီကို ပြန်လာခဲ့ပါရဆက်တက်တဲ့အကိုတယောက်ရဲ့ညီဖြစ်ရတာဘလို့ဝွေကြွေးကြောင်ပါလိမ့်နော်ဟွန်းအဲ့ဒီစကလုံးကပြောင်းမြန်ဖြစ်နေတာပါအန်တီကြီးရဲ့အဲ့ဒီစကလုံးတွေကိုပြန်ရုပ်သိမ်းပေးပါရုပ်တရက်မထိန်ချုံနိုင်စွာနှကန်းကနေစကလုံးတွေလွင့်ထွက်ကုန်နဲ့စီရင်ချက်ချတဲ့အခန်းရဲ့အပြင်နေရန်လေးကိုမှီပြီးငိုကြွေးနေတဲ့ကျမကြောင့် အန်တီကြီးနှစ်ယောက်အန်ဩစော်လှည့်ကြည့်လာကြတယ်။ကျမမျက်လုံးတွေကို ပြန်မိတ်ရင်းနဲ့နောက်ဆုံးမှကြခဲ့တဲ့မောင်ရဲ့စကားတွေကို ပြန်ကြားရောင်မိတယ်။မောင်ဘာပဲဖြစ်ဖြစ်အဲ့ဒီနေရာကိုမင့်မလာရဘူးပကြီး။မောင်ကိုချစ်ရင်ဘလို့အเจ้าရနဲ့မှမလာပါနဲ့။ရော့ဒီစာအုပ်ကမောင်ရဲ့နေ့စဉ်မှတ်တမ်း။ပကြီးနဲ့စတွေ့ကြတဲ့ကရေးထားတဲ့စာအုပ်ပဲ။မောင်ရဲ့မှတ်တမ်းကိုဖတ်ရင်ပကြီးကိုပကြီးအဖော်ပြုပါ။မောင်လွတ်မြောက်လာဖို့အတွက် တစုံတစ်ခုမိဘကကြိုးစားတယ်လို့ကြားသိရတဲ့နေ့ကလောကကြီးတွေကမောင်ထွက်သွားတဲ့နေ့ပဲအဲ့ဒါတေချာမှတ်ထားပါပဲကြီးမနက်မိုးလင်းလင်းချင်းကျမစီရောက်လာပြီးနောက်ဆုံးနှုတ်ဆက်သွားတဲ့မောင်ရဲ့စကားလုံးတွေကိုကျမနားမလဲတတိဝင်လာချိန်မှာမောင်ကအနားမှမရှိတော့မောင်ရဲ့အတန်ကကြေခွဲတိုးလျနေပြီမဲမာထန်နဲ့စကားလုံးတွေကိုကျမနားမလဲဘာကိုရည်ရွယ်တာလဲမသိဘူး တခုခုပဲလို့တွေးရင်းနဲ့အခန်းထဲဝင်ပြီးမောင်ရဲ့ဒဏ်ရာရီကိုစဖတ်လိုက်တဲ့ပထမအကြောင်းအရာက ကျမနဲ့မောင်ရဲ့တတိယဇာအဖြစ်မြောက်ထို့နောက်တော့ကျမစာအုပ်ကိုငုံကနေပြစ်ချခဲ့ပြီးမောင်ရှိရာကိုပြေးထွက်ခဲ့တယ်။ဒါပေမဲ့မောင်ရဲ့ကိုစာတော့ခတ်ထားတဲ့အင်္ဂလိပ်ကကျမကိုကြိုဆိုနေတယ်။ပဝင်းချင်းကစကားကြောင့်မောင်ရဲ့အမိစေးယုံတင်ထားရာကိုထွက်ခဲ့တော့စေးယုံကဆင်းလာတဲ့မောင်ကိုရဲတွေကဝင်းရံလျက်လက်ထိတ်တန်းလန်းနဲ့ ရင်ကွဲဖွဲ့ရမြင်တွေ့ရတယ်။ကျမဘာကုန်းမှမမြင်တော့ဘဲရှဲ့ယွန့်ချင်းကင်းစော်နဲ့မောင်ကိုပြေးဖက်မိတယ်။မောင်အဲ့ဒါမောင်အပြစ်တွေမှမဟုတ်တာ မောင်ရဲ့ဒီလိုမလုပ်ပါနဲ့မတော်တဆအဖြစ်ပြက်တွေကို မောင်ရှင်းပြပါ။မောင်ကိုမောင်မစရိပြစ်ပါနဲ့တောင်းမှန်ပါလေ။မောင်ကိုမဖမ်းကြပါနဲ့ရှင်။မောင်မှာအပြစ်မရှိပါဘူး။မောင်ကိုဖတ်တွေ့ရင်းနဲ့ညက်ရည်လေးရွှဲနေတောင်းမှန်နေတဲ့ကြားကမောင်ကကျမလက်တွေကိုဖြုတ်ချပြီး ကျမမျက်ရည်တွေကိုစိုက်ကြည့်တယ်။မငုံနဲ့ပကြီးမောက်ကြောင့်မင်းမျက်ရည်မကြပါနဲ့။မောင်ပေးတဲ့စာအုပ်လေးကပကြီးကြေကွဲနေတာမဟုတ်တလို့တခြားဘာမှသိဖို့မလိုအပ်ဘူး။မောင်ကြီးအတွက်ပြန်ပေးဆက်တာကိုမှားတယ်လို့မယူဆနဲ့။မောင်မာတာတွေမမိပါနဲ့ပကြီး။ခင်မေဦးအမေကိုစောင့်ရှောက်ပါ။မောင်ကကျမကိုပြက်သားစွာပြောပြီးနောက်ဖက်နားမှာပြူးကြောင်စွာစွန်အားအားနဲ့ရန်နေတဲ့ခင်မေဦးကိုမှာပြီးအားလုံးကိုကြော်ခိုင်းလိုက်တယ်။ မောင်ကိုပကြီသိတ်ချစ်တယ်။မောင်ပြန်လာတဲ့အထိပကြီစောင့်မယ်မောင်။မောင်ရဲ့ကြောပြင်ကိုရင်နာစွာဆိုင်နေရင် ကြေခွဲစွာတူတူလေးရေရွတ်မိတယ်။မောင်လောက်အပြင်ကင်းစင်ပြီးငင်းညာတက်တဲ့ယောက်ျားတယောက်ကိုဝေဖန်ကဲ့ရဲ့နေတာကိုကျမမခံစားနိုင်တော့ဘူးမောင်ရဲ့။ကျမမျက်လုံးတွေကိုပြန်ဖွင့်ရင်နာမလဲစွာတီးကျင်စွာကြည်နေတဲ့အန်တီကြီးနှစ်ယောက်ကိုရင်ဆိုင်လိုက်တဲ့ကျမခန်းစားချက်တွေကိုဇလန်းတစ်ပုတ်အဖြစ်နဲ့ပြန်ပြောင်းပြောပြပြီး ရင်ဖွင့်ခွင့်ပြုပါအောင်မောင်။အဲ့ဒါဟာမောင်ကိုမချစ်လို့မဟုတ်ပါဘူးကွ။တစားစီပဲချွေချခံနေရတဲ့မောင်ရဲ့တိတ်ခါအတွက်ပါ။ပတ်စံနှထောင်နဲ့ကျုပ်ကဘာလို့ရောက်မှာလဲ။ကျုပ်ကတရောင်းစားမဟုတ်ဘူး။တရောင်းစားလို့မပေးနဲ့။ခမရစီမှာပတ်စံရှိတယ်ဆိုတာကျုပ်သိတယ်။ကျုပ်တောင်းနေတော့ပေးနော်။ပြီးမှကျုပ်ကိုလွန်နေမပြောနဲ့။သူရုံးကပြန်လာလာချင်းကြားလိုက်ရတဲ့စကားများကြောင့်အမောဆုတ်သွားတယ် ။တပြင်းမောကိုချာရင်ဖနှက်ချွတ်ပြီးအိမ်မောကိုတက်တော့အမေရဲ့မျက်နှာဆွေးဆွေးကိုမြင်ရတဲ့ကျွန်တော်ဒါမှမဟုတ်သားနံစားတစ်ခုခုနဲ့ရင်ရင်ကြီးကြီးပြောဖို့သူနဲ့အမေတွင်တင်ဆုံးမတော်လေညီကခေါင်းမာလာတဲ့အသက်၉နှစ်ကျော်တဲ့ညီကို ခွင်းလွတ်တီးခံခဲ့ရပေါင်းလေများပြီညီမင်းလိုချင်တဲ့ပတ်စံကဘလောက်လဲညီကသပင်းရှိတွေကိုစကနေခါပြီးတက်တောင်းလို့စိတ်မရှိစွာနဲ့ပြောလိုက်တော့ သူတက်ပြင်းထက်ချာမိတယ်။အဲ့ဒီလောက်ပတ်စံကိုမင်းကဘာလုပ်မှလဲ။ကြအိမ်လုံးရဲ့အတုံးစရိတ်ကိုရှာပေးနေရတယ်သူကညီကမကြောက်တော့လဲ။နည်းနည်းလေးတော့ရှိန်နေလို့သူထင်တယ်။သူကလည်းညီကြောက်တာကိုမလိုချင်မှချစ်ခင်လေးစားမှုကိုတော့ညီထံကလိုချင်ပါရဲ့။အမှန်တိုင်းပြောရမှာလား။လိန်ပြောရမှာလား။မင်းကိုကိုကိုတည်စေချင်တဲ့အတိုင်းပြောပေါ်ကွာ။ကျုပ်ကိုမေဦးကလာခိုးခိုင်းနေလို့ ညီစကားကိုသူနဲ့အမေနားမရှင်းစွာပြန်မေးလိုက်တယ်။ညီကဘာမှမဖြစ်တယ်လို့ထပ်ပြောတယ်။မေဦးကသူ့အတော်နဲ့အဆင်မပြေဘူးတဲ့။အဲ့ဒါကျောက်နောက်ကိုလိုက်မယ်ပြောတယ်။သူ့ကိုဒီညနေသွားခေါ်မှာဖြစ်မှာ။မဟုတ်ရင်အတော်ပေးစားတဲ့တထွန်းနဲ့ယူရလိုက်မယ်တဲ့။သူနဲ့မေအကြည့်ချင်းစုံသွားတယ်။ဇိုးသွန့်ပြီးမနိုင်တဲ့ဘက်ကိုရောက်နေတဲ့ညီထံမှာဂုံဘုတ်တွေနဲ့မလိုက်ဖက်တဲ့ရုပ်ရည်ကလေးရှိတာကိုကထိုမင်းကလေးအတွက်ကိုးကွယ်ရာဖြစ်နေတယ်ထင်တယ်။ သူနဲ့အမေကြည်ချင်းစုံပြီးတာနဲ့အာယုံနဲ့ဝင်လာတဲ့ပုံရည်လေးကိုဇိုးဖြောက်လိုက်ပြီးဆုံးဖြတ်ချက်ချလိုက်တဲ့ညီလေးပဲသူ့ချစ်သူနဲ့သူပေါင်းချင်ရှာမှာပေါ့ခင်မေဦးကိုတွားခိုးဖို့ဖြတ်လိုက်တော့ညီခင်မေဦးရဲ့အတော်စီမှာကိုကိုနဲ့အမေမိအတွက်စကားပြောကြည့်မယ်မိသားဖော်သားပြီးပြီးတောင်းရန်လက်ထပ်ဖို့ကြိုးစားရင်တော့အချိန်နဲ့တမျိုးပြောင်းလဲနိုင်ပါ रे ဒါကြီးမင်္ဂလာပွဲဖြစ်မြောက်ရင် ကုံကြစရိတ်က စူးရိမ်နေတဲ့အမေစကားကိုလက်ကပြပြီးစိတ်မပူဘူးပြောပြီးထန်ရာကနေထားလိုက်တယ်။ခန်းခန်းနာနာမကျင်းပနိုင်ပေမဲ့တင်းတင်းတဲတဲတော့ဖြစ်အောင်ကျွန်တော်ဖန်တီးပေးနိုင်မှာပါ။သူတို့လက်ခံရင်ပေါ့လေ။တရက်ကွက်ထဲနေသူချင်းတိတ်ပြီးညှိနှိုင်းစရာမလိုလို့သူယုံကြည်ရင်းနဲ့အခန်းထဲကိုဝင်ခဲ့ရီမစားရမတော့ရဆုထားခဲ့တဲ့ပတ်စံခပါပါတအုပ်ကိုဂိုင်းကြည်ရင်းနဲ့သူပြုံးမိတယ်။ခြေနဲ့တဲ့အပြုံးလား ခြေခွဲတဲ့အပြုံးလားသူကိုယ်တိုင်မသိဒါပေမဲ့နှုတ်ဖျားကနေဂရိလိုလိုစကားတခွန်းကတိုးတိုးလေးထွက်ကြလာ रे ပကြီနဲ့နေရဖို့မောင်ထက်ကြိုးစားမှာပါထို့နောက်တော့ဂရင်မော်မာလှဲ့ချပြီးမျက်လုံးအစုံမှိတ်ချလိုက်တယ်မောင်ရဲ့ဘာဖြစ်လို့ခေါင်းမကျင်းရတာလဲပကြီကမောင်ကိုအထင်မြင်သေးမယ်မင်းကလေးမဟုတ်ပါဘူးမောင်ရဲ့မောင်စိတ်ကိုနားလဲပြီးတဲ့အကောင်းဆုံးအဖော်မွန်အဖြစ်နဲ့မြင်ပြီးစမ်းပါ ။မောင်နဲ့ပကြီးကြမှာမာကုံပကာသနမှာချားမနေပါဘူးကွ။မောင်သိချစ်တဲ့မိန်းမတစ်ယောက်ကို မောင်ခွန်အားနဲ့ရတဲ့ငွေနဲ့ပဲတင်းတင်းတဲတဲလက်ထက်ချင်တယ်ပကြီး။မောင်ပေါ်ထားတဲ့အန်ကယ်လွင်နဲ့ပကြီးတို့ရဲ့မြေတားစေတနာကို မောင်နားလဲပါရီ။ကျေးဇူးလေးတင်ပါရီ။ဒါပေမဲ့တထေးထုတ်ပေးတဲ့ငွေနဲ့တထေးရဲ့သမီးကိုလက်ထက်ယူဖို့အထီတော့မောင်တတ်တည်မကောင်းဘူး။မောင်မနာကလည်းခွင့်မပြုဘူး။မောင်ဘလောက်ပဲပင်ပန်းပါစေမောင်ခွန်အားနဲ့ရတဲ့ငွေနဲ့ ပကြည့်ကိုတန်းတန်းစင်စင်လက်ထပ်နိုင်တဲ့တနေ့ကို ပိုင်ဆိုင်နိုင်မှုစူးစမ်းနေမှာပါ။သူကလေးတွေပေးခဲ့ပြီးအမှန်တကယ်လေးစူးစမ်းခဲ့ပြီးငွေအားမတတ်နိုင်ပေမယ့်ပကြည့်အတွက်ခန္ဓာဆုံးမင်္ဂလာပွဲကို ဖန်တီးပေးခြင်းနဲ့စိတ်နဲ့တက်တက်ပြီးစူးစမ်းခဲ့ပေမယ့်လက်ရှိအခြေအနေက ဝေးကွာဖို့ဖြစ်လာတယ်။သူတပြင်းတဲ့တဲ့ချမိပြန်နေ။ချစ်တဲ့ပကြည့်ကိုတိတ်တခိုလန့်တောင်းမှန်ရင်ဘလို့အိပ်ပျော်သွားမှမသိ။မိုးလင်းလို့အမေလာနှိုးတော့မှနှိုးတော်တယ်။ အရေးပေါ်ကိစ္စပေါ်လာတော့ကံမဒီကိုဖုံးဆက်ခွင့်ယူရန်တပတ်အိမ်ကိုကူးရင် လုံးစရာရှိတာအစီကြီးခေါင်းထဲမှာထည့်ရတယ်။ထို့နောက်ညီကိစ္စကိုလုံးပန်းရင်ညည့်ရက်များစွာကြောပြီးငွေပါကုံလူလူအချိန်မှာညည့်ရက်မင်္ဂလာပွဲက အောင်မြင်စွာနဲ့ကျင်းပနိုင်ခဲ့တယ်။မောင်ရည်ညီကအိမ်တောင်ပြုတ်လိုက်ပြီးဆိုတော့ဘာလို့ဖို့စဉ်းစားထားနေတယ်လဲ။တကယ်လို့မစဉ်းစားရသေးဘူးဆိုရင် ပကြီးတို့ကံမဒီမှာပဲမောင်ညီကိုတွင်းလိုက်ပါလား။ အန်ကယ်လွင်ရဲ့ကံမရီမှာအလုံးဝင်ပြီးတနေ့ခန့်မှာအန်ကယ်လွင်ရဲ့သမီးပကြီးနဲ့သူမြေတားမြားခဲ့ကြရီထို့တော့အန်ကယ်လွင်ရဲ့ခွင်းလွတ်နားလည်မှုကိုရပြီးအထင်သေးနှိမ့်ချခြင်းမရှိတဲ့ပြင် လူယုံတယောက်လို သူ့ကိုသဘောထားရီယခုလေသူ့ကိုပကြီးကလမ်းဖွင့်ပေးရီဒါပေမဲ့ပကြီးကံမရီနဲ့ညီနေကဘလို့မှမအပ်ဆက်ပြီးအ ਨੇ ဆုံး၁၀တန်းအဆင့်အောင်အောင်မထားတဲ့ညီရဲ့တိတ်ခါကို ပကြီးရှိမှ ချမပြလို့သူ့ကောင်းတာခိုင်ရမ်းမိရီ ညီအတွက်မောင်စင်းစားထားတာရှိပါရဲ့ပကြီးကျေးဇူးပါပဲမလိုအပ်တဲ့ကျေးဇူးစကားကိုသူကတုံးလိုက်တော့ပကြီးကမကြေမနှဲ့လျှော့တဲ့သူချော့ရပြန်နေတကယ်တော့ညီအတွက်ဘာလုပ်ပေးရမလဲဆိုတော့ရပောင်းများစွာစဉ်းစားကြည့်သည့်အချိန်အပြေမထွက်သည့်ညီကလည်းအလုံးလုံးဖို့စကားတောင်မဟာပကြီးနဲ့လမ်းခွဲပြီးပြန်လာတော့ညီကလမ်းထဲမှာမူးပြီးတိုင်းခွက်နင်းနေပြီသူစိတ်သက်အကြီးကျယ်ကြသွားပြီးညီကိုတွေ့ရင်လည်းအင်ကိုခေါ်လာခဲ့တယ် ခင်မေဦးညီကိုအခန်းထဲပို့ပြီးရင်ပြန်ထွက်ခဲ့အောင်ပြောစရာရှိတယ်။သူမိနစ်ပိုင်းလောက်စောင့်ပြီးတဲ့အခါခင်မေဦးပြန်ထွက်လာတယ်။ခေါင်းငုံပြီးတရုတ်တေးထိုင်နေတဲ့သူကို အမေကမီးဖို့တဲ့အခါဘာဖြစ်တာလဲလို့မျက်လုံးနဲ့မေးရင်အနားကိုရောက်လာတယ်။ကဲခင်မေဦးနင်ကညီနဲ့ပတ်သက်တော့ငါညမပေါ့ဟုတ်လား။ငါတို့မောင်နှမညီအတွက်စဉ်းစားရအောင်။တားငယ်ကဘာဖြစ်လို့လဲ။ဘာမှမဖြစ်သေးပါဘူးအမေ။ ဒါပေမဲ့အိမ်တော်ရှင်ဖြစ်နေမှာတော့အိမ်နောက်တာဝန်ကိုယူရမှာပေါ့အဲ့ဒီအတွက်ညီကျိုးစားမှဖြစ်လိမ့်မယ်အရင်လိုပေါ့ပေါ့လေးနေလို့မရတော့ဘူးသူ့မှာခင်မေဦးတယောက်လုံးရှိနေပြီဆိုတာသူသိသိမိကျမလည်းကိုညီကိုအလုံးလုံးစီချင်တာပါအမေနဲ့အကိုလီပြေတို့စီမှာလဝါဖြန့်နေရတာလေမျက်နှာပူလာပါပြီအဲ့ဒီအတွက်တော့နင်းစိတ်ထဲဘာမှမထားနိုင်ခင်မေဦးဒါပေမဲ့ညီကိုတော့အလုံးလုံးဖို့နားဝင်အောင်နင်ပြောရလိမ့်မယ်ငါဒီလို ဆုံးဖြတ်တာက ငင်းတို့ဘဝတိုးတက်စေခြင်းလို့ဆိုတာနားလည်ရပါပြီ။သူကိစ္စကငင်းချမ်းစွာနဲ့ပြီးဆုံးသွားမယ်လို့သူထင်ထားပေမဲ့ကိစ္စအသေးဖွဲလေးကကြီးမားတဲ့ပြဿနာကိုတည်ဆောင်လာတယ်။တရကန်ကတော့ညီဖြစ်နေတာရင်နာဖို့ကောင်းနေ။ကမ္ဘာကြီးကပြန်ရောက်ရောက်ချင်းအမေရဲ့စိတ်မကောင်းတဲ့မျက်နှာနဲ့ငိုပြီးမုတ်အင်နေတဲ့မျက်နှာမှာအဖူရှောင်တွေနဲ့ညိုနေတဲ့ခင်မေဦးကိုတွေ့ရတယ်။သူအိမ်ထဲကိုတစ်ချက်ဝေ့ကြည့်တော့ကြိတ်စိတ်နေတယ်။ ဘာဖြစ်ထားတာလဲအမေသူမေကွန်းအဆုံးမှာခင်မေဦးရဲ့ရှိုက်တန်ကအင်ကနေထွက်လာတယ်အမေရဲ့အကြောင်းဆုံးရှင်းပြမှုကြောင့်သူလက်တီးဆုပ်လိုက်မိတယ်မိမတယောက်ကလင်းယောက်ျားကိုအလုံးလုံးဖို့ပြောတာလောက်နဲ့ညီဒီလောက်အထင်မရက်ဆက်တဲ့မှာသူဒေါသနဲ့ယူကျုံမရစိတ်ကိုထိန်းချုပ်ပြီးအိမ်ထဲကပြန်ထွက်ခဲ့တယ်တင်ထားတဲ့အတိုင်းပဲညီကအရက်ဆိုင်မှာပျော်ပါးစွာနဲ့သူညီကိုဘာမှမပြောဘဲဆွဲခေါ်လာခဲ့တော့ညီကရုန်းကန်ရင်ပါလာတယ် ကဲကြည်စန်းညီစစ်တွေမင်းချစ်လို့ကြိုက်လို့ယူထားတဲ့မိမတယောက်ရဲ့မျက်နှာပေါ်ကဒဏ်ရာတွေကိုတေချာကြည်စန်းမှာသူကသူမြသာသမီကိုယူပြီးကိုတိလိုက်ရောက်ဇော်ကားထားတဲ့ညီကိုအပြစ်ကြီးသူတယောက်လိုသတ်မှတ်ပြီးဒေါသထွက်နေတဲ့လောက်ညီကတုံလှုပ်ချင်းကင်းမဲစွာခါခါခါရင်းနေတယ်။ဘာဖြစ်လဲအဲ့ဒါမိမကမိမလိုမနေပဲဆရာလှုပ်ချင်တာတိထက်ပို့ပြီးတော့ဆုံးမပေးတဲ့နာသူ့ရင်ထဲမှာဟာကနေဖြစ်သွားတယ် ညီအဲ့လောက်ထိတောင်မှလူစိတ်ကင်းမဲ့နေပြီလားခင်မေဦးကယောက်ျားယူထားပြီယောက်ျားလောက်စာစားကြင်တာဘာပြည့်ရှိလို့လဲညီမင်းအဲ့ဒီလောက်အတွေးမတင်စမ်းနဲ့မင်းယောက်ျားတယောက်ရဲ့တာဝန်ကိုမသိဘူးလားကိုကိုခမခင်မေဦးဘကနားနေတာအဲ့ဒါဆိုလဲယူလိုက်စွန်ကျဲလိုက်မယ်ညီရဲ့စကားအဆုံးမှာသူ့မျက်လုံးထဲမှာဘာမှမမြင်တော့အမေရဲ့တားမြစ်တန်ခင်မေဦးရဲ့အော်တန်တွေကြောင့်သူသတိပြန်ဝင်လာတယ် ညီကသွေးစားတို့ဇွန်းတင်းနေတဲ့နှကန်းကိုမဲ့ပြီးခမရလောက်စာထိုင်းစားနေတော့ဒီလောက်တော့ခံရမှာပေါ့တယောတလူကြည့်ပြီးပြောကထွက်သွားပုံကညီမဟုတ်ရဲ့လားနေရန်ကိုလက်သေးနဲ့ထိုးရင်အယုတ်ကျိုးပြတ်ထိုင်းချမိတယ်ထိုးကိစ္စဖြစ်ပြီးတဲ့နောက်မှာညီနဲ့သူမျက်နှာချင်းမဆိုင်တော့တယ်လို့ညီဘာလို့လို့လှစ်ယူရှုထားခြင်းအပြင်ဥပိ္ပခာပြုထားကြတယ်ထိုးအခါအမေနဲ့ခင်မေဦးဂျားရဲကမျက်ရည်တဆန်ဆန်ဖြစ်နေရတယ် သူစိတ်မကောင်းဖြစ်ပေမဲ့ညီနောင်သားနဲ့အတီးတရားရစေဖို့မတည်တလို့နေခဲ့တယ်။သို့တော်လည်းမျော်လင့်နာကတကြဖြစ်လာတာကတကြသူရင်ဆိုင်ရတယ်။လောကကြီးကသူ့အပေါ်မှာအညိုကြီးကြီးနဲ့ရဆက်ချင်ဟန်တူတယ်။ကိုဝန်ရီးစရာကောင်းလိုက်တာခင်မေဦးရ။အဲ့ဒီကိုဝင်ကငါနဲ့ရတာဟုတ်လို့လား။ဖြေစားမအောင်ခင်မေဦးရ။ရှင့်မစော်ကားနဲ့ကိုကြီးကျမကရှင်နဲ့မရလို့ဘသူနဲ့ရအောင်ပါလဲ။ ကျမမှာရှင့်အပြင်ဘယ်နှစ်ယောက်ရှိသေးလို့လဲမသိနိုင်ဘူးလေညီကိုနှစ်ယောက်ကိုတပြိုင်တည်းများပေါင်းနေသလားလို့အိမ်ထဲကိုခြေချချခြင်းကြားလိုက်ရတဲ့စကားကြောင့်သူနှလုံးသွေးရက်သွားတယ်လို့ခံစားရတယ်။ကိုကြီးရှင်လူမဟုတ်ရဲ့လား။ရှင်ကျမကိုမငဲ့ညာရင်တော့မှအကိုလေးပြေကိုတော့မစော်ကားတင်ဘူး။ဟောနင်ကနင်းယောက်ျားကိုထိတော့နားရယ်ပေါ့လေ။သူစိတ်တို့ရုတ်တရက်စူပွက်လာပြီး ဒေါသတွေနဲ့ညည်ခန်းတဲ့ကိုရောက်သွားတယ်။ညည်ရင်ဘက်ကိုစုပ်ကင်ပြီးထိုးလိုက်တော့ညီကသူ့လက်ကိုပုတ်ထုတ်ပြီးဘာလဲမရထီဓာကြည်လားတို့တို့ခနေလိုက်ပြီးသူ့ကိုညီကစောင့်တွန်းလိုက်တယ်။လူစိတ်ကင်းမဲ့ပြီးဘလူးစိတ်ဝင်နေတဲ့ညီသူအံ့ဩခံပြင်းလွန်းပြီးစကလုံးတွေပျောက်ဆုံးကခွန်အားမရှိတော့တယ်လို့ညီရဲ့အသားရာစောင့်တွန်းချက်ကိုတော့ရိုင်းနေတော်ရီညီစစ်တွေ့ညီကိုတီးတိုးရေရွရင် သူညီကိုမမြင်ဘူးတလို့ကြည်နေမိတယ်။ကျုပ်ပြန်လာရကြိုရခေါင်းမမတိတဲ့ခင်မေဦးက အကိုလေးပြေထမင်းစားတော့မလားတို့ဝေတရားမပြတ်မေးခဲ့တာကျုပ်တရားလုံးကိုတော့ယုံကြည်လေးစားရခေါင်းမမတိအကိုလေးပြေကတိတ်လေးစားစရာကောင်းတဲ့အကိုလို့ကျုပ်ရှိမှခဏခဏချီးကျူးနေခဲ့တာတယောက်ကိုတယောက်ထိရင်ဆက်ဆက်တိမကန်ဖြစ်နေကြတာကျုပ်ပြီးမကန်နိုင်တော့ဘူးစီးမရှိတဲ့ခမရတို့ဖောက်ပြန်ခြင်းတိုင်းကျုပ်ကိုအယူလုံနေကြတာ ကျုပ်တီးမခံနိုင်တော့ဘူးညီမင်းပါစပိတ်ထားလိုက်စမ်းသူခါးသေးစွာနဲ့တားမြစ်တော့ညီက၆ကက်ကက်ရှိတယ်ညီရဲ့မျက်လုံးတွေထဲမှာတံပိုးကြီးတဲ့အရာနဲ့တံပိုးမဲတဲ့အရာနှိုင်းရှင်ခံရတော့ပေါက်ကွဲမှုများနဲ့သူနဲ့ခင်မေဦးကိုဆက်ဆုပ်တဲ့အရေးများကို သူရှာတွေ့တယ်နားလည်မှုလွဲနေတဲ့ညီကိုဖြောင်းဖြားဖို့အရာကပိတ်မှာပါပိတ်တာမှခမရတို့နောင်ထရတဲ့အထိတက်တက်လုံးပိတ်သွားမှာပါ ညီရဲ့စကလုံးတွေကိုနားမလည်လိုက်ခင်သခနဲ့မြင်လိုက်ရတဲ့ညီဆောင်နေကြဓမြောင်ကြောင့်မျက်လုံးတွေပြဝေသွားပြီးရင်တွေတိုင်းကနေစောင့်ခုံသွားတယ်။သူစိုးရင်ကြီးစွာညီကိုခုံအုပ်ပြီးညီလက်ထဲကဓာတ်ကိုဆွဲလို့ရတယ်။မလောက်ရဘူးမင်းထင်တယ်လို့မလောက်ရဘူးညီမင်းလက်ကိုလွှတ်လိုက်စမ်း။သူညီလက်ထဲကဓာတ်ကိုတတိကြီးစွာဆွဲယူနေတဲ့ကြားကဓာပြကညီရဲ့ဝမ်းပိုက်ဘက်ကိုဥတီနေမယ်ဆိုတော့မခံမှန်းမိခဲ့။ သူကဓာတ်ကိုဆွဲအလူညီကအားနဲ့ပြန်ဆောင်ဆွဲတော့ညီကြွားတန်နေသူမယုံကြည်နိုင်တဲ့မျက်လုံးတွေနဲ့သူ့ကိုကြည့်ရင်မယုံကြည်နိုင်တဲ့ညီတတိလက်လွတ်အောင်ရင်ခွေကနေကြသွားတဲ့ခင်မေဦးတကားဝမှာရုတ်တရက်ပေါ်လာပြီးဈေးတောင်လွတ်ကြကောင်ပြူးချောင်ချောင်အကြီးနဲ့ဂုံကနေပြည့်လဲသွားတဲ့အမေ။အိုကွယ်ဖြစ်မှဖြစ်ရလေ။အန်တီကြီးနှစ်ယောက်စိတ်မကောင်းစွာရေရွတ်တန်အစုံ။ ကျမမငိုပဲမျက်ရည်ကလွင်ကနေကြလာပြန်နေရှုပ်ထွေးနေတဲ့ဓာရိုးပေါ်ကလက်ပွေရများနဲ့ငင်းဆန့်ခြင်းမရှိပဲတွင်တွင်ခေါင်းညိတ်နေတဲ့မောင်ကိုပုံမှ300နှစ်အရာအလုတ်ကျန်းနဲ့ထောင်းတန်း10နှစ်ချမှတ်လိုက်တာကျမဘလို့နှလုံးသားနဲ့ခံနိုင်ရည်ရှိအောင်ကြိုးစားရမှာလေကွယ်ညည်းရဲ့အတွက်မောင်ကိုမောင်တရေလိုက်ပေးမိကျမရဲ့နှလုံးသားတွေတစားစီကွဲကြီးလွင်ဆင်နေတာမောင်တိမှတိပါရဲ့လားမောင်တိစာမောင်ရဲ့ရိုးသားမှုတွေ အမှန်တရားကကြာကြာငုံရှိုးနေမှာမဟုတ်ဘူးလို့ကျမယုံကြည်နေတယ်မောင်။ထောင်ထွက်တယောက်ကိုလက်ထပ်ဖို့ကျမတတ္တိရှိရှိနဲ့တိစ္ဆာရှိစွာစောင့်နေမယ်။ကျမတိတ်ချစ်တဲ့အရာအလုံးကိုငဲညာတတ်တဲ့မောင်ဆိုတဲ့လေပြေတွေ့ရဲ့ရာဇဝင်ဘယ်တော့မှမငြင်းနွမ်းခဲ့ဘူးလို့လက်ပြလုံးလုံးနဲ့ကျမပြောရဲတယ်မောင်ကြီး။စာရေးသူဆရာမကိုလေကျေးဇူးတင်ပါတယ်ရှင်။ဟုတ်ကဲ့ ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်။နားစင်အားပေးကြတဲ့တဲဦးတယောက်ချင်းစီတိုင်းကိုဂျေစုတင်ပါရရှင်။ကျမကတော့တင်ဆက်သူမဆန်နာပဲဖြစ်ပါရရှင်။